တော့ကိုရပြင်မအဲ့လိုမျိုး gangster လို့လို့လူဆိုးလို့လို့နဲ့ဒီမှာသူကအတေဟိုတာသူရုပ်တည်နေဝင်တာကိုကျွန်တော်လာကြည့်တာဒါပေမဲ့အကူကအရန်ကြိုးစားတာလေလောရပဲဒါပေမဲ့ကျွန်တော်တခါကြာခါတာဖြစ်တယ်ဒါပေမဲ့အကူတခါအမောင်ကြီးအကူတကယ်ကောင်းတယ်ဒါပေမဲ့ကျွန်တော်တခါတော့လောအာအပြားအဖို့တယ်လောကောမဟုတ်ဘူးမဟုတ်ဘူးဒီမှာလောကကြီးနေကြီးနေကြီးနေလောကကြီးနူးငယ်ပြီးတော့ကြောင်လေးလောက်ကြောင်လေးလောက်တယ်ဒီမှာတော့တကြားစီပြမကြွတ် ကျမကိုဘာဖြစ်လို့ချစ်တာလဲကျွန်တော်ကပြားကိုချစ်တာဘာအကြောင်းပြချက်မှမရှိပါဘူးကျွန်တော်စိတ်ထဲကချစ်ချင်လို့ချစ်တာဘာလို့ကြံနေတာလဲခက်ဆူဆူပေါ့ဒီမဲ့ဟိုမှာကြီးညက်ပြီးတော့ချစ်တတ်တယ်လဲနေလို့နေရှိအဲ့ဒါလေးပြချင်တယ်ကပိကကနဲ့အာမတရားလို့မဆိုင်တော့မတက်တတ်သူမို့လို့ပါ။ तू ကစပြီးတဲ့ပြန်တာမရှာဘူး။ तू မြောက်နေတဲ့ဖက်တာအနေနဲ့ဒီစင်းနဲ့ကလည်း ိတ်ပြီးတော့အဲ့လိုမျိုးခက်ခဲစစ်လောက်ရတာမျိုးရှိပါဘူးဆိုတော့ကကြတော့အဲ့ဒီကားလေးအစင်းပြင်းပြင်းနဲ့ပြီးသွားတာပေါ့ဟုတ်ပြီးတော့ဒီကားကလည်းခုနပြောလို့ ID နေအထွေထူးနဲ့လုတ်တဲ့ကားမျိုးမဟုတ်ဘူးလေသူ့ရဲ့ဇက်ကဲသဘောတရားရပဲပြင်း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 ပဲသွားရဆိုတော့ထွေထူးထူးကြီးပြင်းပြင်းမှန်မှန်လောက်ရတာတော့မရှိပါဘူးဟုတ်ဒီနေ့ကတော့ဒါကျွန်တော်တို့ဒါ Premier Show ပေါ့နော်ဒါသူ့ရဲ့လောကသားတွေရောပြည်သက်တွေရော ဖိတ်ခေါ်ပြီးတော့ပြသတဲ့ပွဲလေးပေါ့ဆိုတော့ကကြတော့ဒီလာပြည့်တယောက်ချင်းစီတိုင်းလည်းကျေးဇူးအများကြီးပဲတင်ပါတယ်အကောင်းဆုံးကြိုးစားရပါတယ်ဒီကားလေးကဟိုဒါပရိုဂျူဆာရဲ့ရိုက်ချင်တဲ့ရိုမန်တစ်ကားလေးကိုကျွန်တော်တို့အကောင်းဆုံးဖန်တီးတာပါဆက်ပါအမေပေါ့တမီးတယောက်ရှိသေးတယ်အဲဟိုကလေးတယောက်အမေပေါ့နော်သားသမီးကိုချစ်တဲ့အမေပေါ့ဒီကလေးကိုစိတ်ကြွေးတာပေါ့နော်အဲရိုးတသားလေးနဲ့အဲသားသမီးကိုရမ်းချစ်တဲ့အမေပေါ့ ်ဆေးပါဒီစင်းเนี่ยလည်းတိတ်ပြီးတော့အဲ့လိုမျိုးခဲခဲစလောက်ရတာမျိုးရှိပါဘူးဆိုတော့ကကြတော့အဲ့ဒီကားလေးရအစင်းပြင်းပြင်းနဲ့ပြီးသွားတာပေါ့ဟုတ်ပြီးတော့ဒီကားကလည်းခုနပြောလို့ ID နေအထွေထွေနဲ့လုတ်တဲ့ကားမျိုးမဟုတ်ဘူးလေသူ့ရဲ့ဇက်ကဲသဘောတရားရပဲပြ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 ပဲသွားရဆိုတော့ထွေထွေထူးထူးကြီးပြင်ပြမှန်းမှန်းလောက်ရတာတော့မရှိပါဘူးဟုတ်ကျွန်တော်ကတော့အဲမောင်လေးတောက်အနေနဲ့ပါဝင်တာပါဗောနော်ဒါမဲ့ကျွန်တော်ကဒီကားကိုကျွန်တော်က ီနေ့မှစကြည့်ရမှာကျွန်တော်ရည်ရှင်တာကျွန်တော်ကိုရပြင်မအဲ့လိုမျိုး gangster လို့လို့လူစိုးလို့လို့နဲ့ဒီမှာ तू ကအသေးဟိုတာ तू ရုပ်တည်နေဝင်မှာကျွန်တော်လာကြည့်တာဒါပေမဲ့အကူကအရန်ကြိုးစားတာလေလောကကဒါပေမဲ့ကျွန်တော်တော့အကြာခါတာဖြစ်တယ်ဒါပေမဲ့အကူတကအမောင်ကြီးအကူတကယ်ကောင်းတယ်ဒါပေမဲ့ကျွန်တော်တော့ကတော့လောကအပြားအကူတယ်လောကကောင်းတယ် တော့ဒီဘာလောကကြီးလိုက်ကြီးလိုက်ကြီးလိုက်လောကကြီးလူငယ်ပြီးတော့ကြောင်လေးလောက်ကြောင်လေးလောက်တယ်ဒီမှာတော့ကြားစီပြမကြွတ်ကျန်တော့ဟိုလိုမျိုးရရင်နူးရတာမဟုတ်ပါဘူး။ဟိုတကယ်ဘူရဘူရတကယ်ကိုတကယ်ချစ်တယ်ဆိုယောက်ျားလေးတစ်ယောက်ကလေအဲ့လိုဘလို့ယောက်ျားလေးပဲဖြစ်ဖြစ်လူရှိမှသာသိပြီးဝင်မခံကြပါမယ်။အမြင်ကွယ်နှစ်ယောက်ထဲကြလို့ရှိရင်ကြောင်ကလေးဖြစ်သွားကြတာဆိုတော့အဲ့ထဲမှာလည်းကိုယ်လေးလက်ပါတော့ မှန်ပါတယ်ကိုချစ်တဲ့သူနဲ့တွေ့လို့ရှိရင်ပေါ့တခြားလူနဲ့ဆိုတော့မရပါဘူးဘာမှမကြိုက်မိတာကခက်ဆူဆူပေါ့ဒါပေမဲ့ဟိုမှာညံ့ပြီးတော့ချစ်တတ်တဲ့လေတော်လေးရှိအဲ့ဒါလေးပြချင်တယ်ကဖေကကနေကျွန်တော်ဆောက်ရှောက်ပြရစေကျွန်တော်အမေရရှိနေပါအာဘာမှပါအရင်ချစ်တာပါလားအဲ့ဒီကြည့်ကြည့်လိုက်ဘယ်လိုလုပ်ထားလဲဆိုတော့ရေးကြည့်တင်ပါတယ်ရေးကြည့်တင် အမှန်တကယ်တော့ဟုတ်တယ်အမှန်တကယ်တော့လေအမှန်လို့လူတိုင်းကနူးညံ့ကြတာဟိုဟာကြည်ကြည်ကြတာကောင်းပါလေဒါမှတရားမတရားပုံစံမတူဘူးပေါ့နော်ကျွန်တော်လည်းအပေါ်ရန်ကောအထက်ရောတပုံစံနဲ့ဖြစ်အောင်ကြိုးစားနေသေးပါပဲအပြင်မှာအပြင်မှန်းကြည့်ပြီးတော့ပုံတန်းမာနေတယ်ထင်ရပြီးအတွေးစိတ်ကောင်းနေဆိုတာဟာတိတ်တော့မကောင်းဘူးပေါ့နော်အမှန်လေဆိုအပြင်လည်းယဉ်ကျေးမယ်အထက်လည်းယဉ်ကျေးမယ်ဆိုတော့ကောင်းတာပေါ့အဲ့လိုအဲ့လိုပုံတန်းဖြစ်အောင်ကြိုးစားပြီးနေထိုင်နေသေးပါပဲအရှင်တော့ထိုင်ပြီးတော့ကြည်ကြက်ကလေးကလေးကြီးပါခင်ဗျာ ့ဟောအကိုကအကိုပြောဆိုပါပဲအပြင်ပိုင်းကတော့ယောက်ျားတန်းကတော့အဲ့လိုမျိုးနည်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 း strong ဖြစ်တယ်လို့တကအထက်ကအရင်လုံးရဲ့တယ်ဟုတ်ရလို့ပဲလေအာတူရတူကျွန်တော်ကျွန်တော်လည်းတောင်းလေပဲတောင်းလေပဲဟုတ်ပါရဲ့ကျွန်တော်လည်းကျွန်တော်အကိုကြီးနဲ့တိရကျွန်တော်ကြားတယ်ဒါပေမဲ့တခါမှမဆုံးဖြစ်သေးဘူးနော်ဒီမှာပထမဆုံးဆုံးတာမပိုးနဲ့ကလည်းတိရကြားပြီးဒါပေမဲ့မဆုံးဖြစ်သေးဘူးအဲ ့ကောင်းပါခင်ဗျာစိတ်တိုင်းကြပါလေအဓိကဒီကားထဲကရိုက်ချက်တွေကိုသဘောကျရအောင်ပြီးတော့ production ဘိုင်းကလည်းအားစိုက်ထားတယ်နောက်ပြီးတော့အဲ့လိုမျိုးဘယ်လိုပြောရမလဲပါဝင်တဲ့နေရာတွေရောတိတိကျကျလေးလိုက်ရတာကျွန်တော်ကတော့အဲ့လိုမျိုးရိုက်ချက်တွေကိုအားအယံ့ရတယ်ပေါ့နော်အဲ့လိုကားမျိုးလေးကြိုက်တယ်ပေါ့ဆိုတော့ကတော့တိတိကျကျတရားကားရဲ့ကျွန်တော်တို့နိုဝင်ဘာလ14ရက်နေ့မှာနိုင်ငံတော်ပြသတော့မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဘာလို့ဒီရှုအားပေးစေချင်တာခင်ဗျာကျေးဇူးပါ